ားလုံးမင်္ဂလာပါရှင်။ဒီဗီဒီယိုလေးမှာတော့ပူပြင်းတဲ့နေရာဒီမှာတခွက်9000နဲ့အပြည့်ဆိုင်မှာဝယ်တောင်းနေကြရတဲ့ရွှေရင်အေးကိုအိမ်မှာလွယ်ကူအယူရှင်ဆုံးအရသာရှိရှိနဲ့ဖျော့ပြပေးတော့မှာဖြစ်ပါရဲ့ရှင်။ ။ပါဝင်တဲ့ပစ္စည်းတွေကတော့အကားကြောက်ကြောင်းမဟုတ်ထမင်းစားစုံတစုံ၊နှုတ်စိမ့်တပူ၊နှုတ်စီတဝက်၊တာကုန်နဲ့နွားနုတ်အနေငယ်ပါဝင်မှာဖြစ်ပါတယ်။အယူဆုံးအနေနဲ့စူနီရဲ့ရင်ွေးအိုးလေးကိုအကားကြောက်ကြောင်းမဟုတ်ထမင်းစားစုံတစုံထည့်ပါမယ်ရှင်။အချို့ပိုကြရင်တော့ကြောက်ကြော်တွေမှာမိမိစိတ်ကြိုက်တကြားထည့်ပြီးတော့ကြိုလိုလဲရပါတယ်နော်။ တောက်ကြောကျတဲ့နေရာမှာပုံမှန်ဝင်ပေးရမှာဖြစ်ပြီးတော့ဒီပမာဏလောက်နဲ့9မိနစ်ပဲကြိုးရပါမယ်နော်9မိနစ်ပြီးရင်တော့ရောင်စုံပုံစံကွက်တင်လာပြီးတော့အရာဆက်ပါမယ်ရှင်။ပုံစံကွက်ကတော့မိမိစိတ်ကြိုက်ဘယ်လိုကွက်မျိုးနဲ့မဆိုထည့်လို့ရပါရဲ့နော်။ကျမကတော့အရာ9မျိုးနဲ့အဆက်မှာဆိုတော့9ကွက်ထည့်ပါမယ်။ အရောက်တင်မုံကတော့နီးစက်ရအယောင်ဆိုင်နေမှာဈေးနှုန်းချွတ်သားစွာနဲ့အလွယ်တကူဝယ်ယူနိုင်ပြီးတော့မိမိစိတ်ကြိုက်အယောင်လေးရွှေလို့ရပါရဲ့ရှင်။ ။ဟုတ်ကဲ့အခုဆိုရင်တော့ကြောက်ကြောအယောင်လေးဆက်ပြီးသွားပြီဆိုတော့15မိနစ်လောက်ဒီတိုင်းပဲထားပါမယ်နော်။ပြီးရင်တာကူပြုတ်ဖို့အတွက်ဒေဝရဲကိုရေစာထည့်ပါမယ်။တာကူပြုတ်တဲ့နေရာမှာလေအိုမကတ်အောင်ကိုတတိထားပြီးတော့ပြုတ်ရပါမယ်နော ဟုတ်ပါပြီတာကူလေးရပြီဆိုရင်တော့ခုနကရောင်စုံကြောက်ကြောပြီလေခဲတော့ပါပြီဒါဆိုရင်ပြတ်ထားတဲ့အတိုင်းဒါနဲ့လီပြီးတော့ဇော်လေးနဲ့ကလော်လို့ရပါပြီရှင် ပြီးရင်တော့တာကူကိုထည့်ပါမယ်။ငါတို့တက်ခွဲ့နိုးစိမ့်နဲ့နိုးစီတို့ထည့်လို့ရပါပြီ။ အားလုံးထက်ပြီးသွားပြီဆိုရင်တော့တမအောင်မှုလိုက်ပါမယ်နော်ဒီလိုပူပင်းတဲ့နေရာဒီမှာအာဟာရလည်းဖြစ်ပြီးတော့မိစေတို့တစ်ပိုင်းတစ်နိုင်စီးပွားဖြစ်နေတဲ့ရောင်းလို့လေရပါရဲ့ရှင်ဟုတ်ပါပြီရှင်အခုဆိုရင်တော့အရန်တောက်လို့ကောင်းတဲ့ချိုချိုစင်းစင်းအရှာတာနဲ့အာဟာရနဲ့လည်းပြည့်စုံတဲ့ရွှေအေးတစ်ခွက်ရပါပြီရှင်နောက်တစ်ပတ်မှလည်းဒီလိုရတာရှိရဲ့အစားအစာနဲ့ဟင်းလျာတွေကိုချက်ပြပေးမှပြလို့ ကျမရဲ့ channel လေးကိုလိုက်ရန် subscribe လေးလုပ်ပေးပါလို့တောင်းဆိုချင်ပါတယ်ရှင်။နောက်ဗီဒီယိုမှာလည်းဘလို့အစားအစာနဲ့ခင်းရည်ချက်ပြပေးရမလဲဆိုတာကို comment မှာရေးထားပေးလို့ရပါတယ်เนาะ။အစောနေ့တရှိပေးကြတဲ့တဝူတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ရှင်။